အင်းလင်ကန်စံချိန်တင်ရေခမ်းလာတဲ့အတွက်သွာလာရေခက်ခဲတွေဖြစ်နေပါဗျ။ခွန်ဘတာတင်ဆက်ထားပါဗျခင်ဗျာ။ရှမ်းပြည်နယ်တောင်ပိုင်းမှာရှိတဲ့အင်းဒီကန်မှာရေခမ်းကြောက်လာတဲ့ကြောင့်တချို့ကြီးဝါတွေမှာဆိုရင်မြောင်တူပြီးသွားနေတာတောင်အဆင်မပြေဘူးလို့ဒေသခံတွေကပြောပါတယ်။ဆက်ပြူရေလုံငန်းတွေမှာလည်းထိခိုက်တယ်လို့ဒေသခံဦးစိုးမြင့်တောင်ကပြောပါတယ်။ဒီနေ့ရေကမ်းလာလို့ဒီနေ့ကတော့2017ခုနှစ်အချိန်လောက်ထိဆိုးသွားတဲ့ကြီးရ။အော်ဟုတ်။ဒီတော့ရေချန်လုပ်ငန်းတွေက ချိန်တန်စိတ်ရဘူးကျွန်တော်တွေမပေါ်တဲ့အတွက်ကျွန်တော်တို့ဒီလုပ်ငန်းလည်းအခုတုံးလို့နေရာစုံမသွားနိုင်လို့အဲ့လိုရွာမားဆိုပြီးချင်းကျွန်တော်တို့လူငင်းက6အောင်နဲ့ဟိုဝင်လို့မရတော့ဘူးရေနဲ့6ပေလောက်ရှိလေရှိတဲ့အင်းနဲ့ကမှာဆိုရင်ဒေသခြံရဲ့ပိုင်အတွင်းမှာပဲတပေကျော်လောက်ရေကျသွားတဲ့အတွက်ရေ9ပေနဲ့အောက်ပိုင်းမှာပဲရှိတော့တာပါဘာကြောင့်ဖြစ်ရလဲဆိုတော့အခုပြောလို့ပါဒီကံမှာနှုံးနေရာပြည့်ပြတ်နေတယ်နှုံးနေရာဆယ်တာလဲအခု ချဲနေပြောတယ်ချဲနေပေမဲ့ပြောင်းမှုမရှိတော့သူတို့ခင်မီစဲကြီးနေတဲ့နှုံးကချဲပြီးခုမှနမိန်တန်နေသုံးမိန်တန်နေပို့နေတဲ့စက်နှုံးနဲ့မှပဲအဆင်ပြေဟုတ်ကဒီနားလေးဆက်ဒီနားလေးပြန်ချဆိုတော့ဒီနေ့အဆင်ပြေတော့မက်ခအဆင်ပြေလုံခက်တဲ့2005 2017 2015စတဲ့နေ့ဒီမှာလဲအင်းလေးကမှာအခုလိုရေကန်းချောက်မှုမျိုးနဲ့ဒေသခံတွေကြုံခဲ့ရဖူးပါတယ်အဲ့အချိန်တုန်းကလေသမားတွေစိုက်ပျိုးရတီမှာ ြိုးတွေကိုနှစ်ခါသုံးခါပြန်ကျဲရတဲ့အတွက်လဲအရှုံးနဲ့ရင်ဆိုင်ခဲ့ရလို့ဒီနေ့မှလည်းအတွေ့အကြုံရှိတဲ့တောင်သူတွေကအရှုံးပေါ်မှာကိုစိုးရင်နေကြပါတယ်။အင်းလေးဒေတာမှာဆိုရင်နှိမ့်စင်နှင်ငန်းချခရီးသွားဝင်ရောက်မှုနှစ်သိန်းဝန်းကျင်လောက်ရှိနေပါတယ်။ကျွန်တော်ခွန်ပါတာပါ။